အလောမင်္ဂလာပါဆိုင်နာကချုပ်ဆိုတာဘသူချုပ်တာလဲဒီကိစ္စကခနတို့ညညာစယူကလေးကကြားခဲ့ရတာပါယနေ့ထိလဲဆိုရှယ်မီဒီယာမှာမီဒီယာဆရာတော်တပါးကလောကီဆရာတချို့ကိုအင်တာဗျူးသလိုမင်းနေတဲ့ပြုတ်တံပိုင်းတွေပြနေရတော့မှာပဲကိုချုပ်ထားလို့ပြောလိုက်တာသူ့ကို ဘလို့ချုပ်တာလဲဘလို့ချုပ်တာလဲအမှန်တိုင်းပြောနာမည်ပြောလို့မင်းနေတဲ့ရုပ်တံဖိုင်လေးဒီလိုမေကွန်တွေဟာဆရာရကြားထဲမှာလဲခင်ရန်ကိုလျှောက်ပြောနေကြတော့မှာတချို့ကကျိုးပိုင်းဂျင်းပိုင်းတွေတကယ်ရှိတဲ့နာကူညီနေကြတယ်လို့ခင်ကြတယ်ကျွန်တော်တို့မျိုးကဆရာတယောက်ဆိုရင်ကျိုးပိုင်းတွေခေါ်ပြီးတယောက်ချင်းစီရဲ့ကိုရေးအထောက်ပတိတွေပါ မေမြန်ပြည့်စုံထားတယ်လို့ပြောတာမျိုးတွေရှိခဲ့ဘူးပါတယ်။ဒီလိုအယူအဆကွဲလွဲမှုတွေရှိတဲ့အတွက်ကျွန်တော်အနေနဲ့ခုပြောပြမယ့်အချက်ဟာထက်လန်းကိုင်းအလုံးနဲ့သက်ဆိုင်နေပေမဲ့အတုကိုမှ ကြည်ရတာမဟုတ်ပဲမိမိတပြည့်တည်းကိုဒါအမှန်တရားကိုသိစေခြင်းလို့ရေးသားလိုက်တာဖြစ်ပါတယ်ခင်ဗျာအာနာဇရဲ့ရှုဝတ်ချက်ဒေါကီအလုပ်တွေမှာဆံရာကခေါ်လာခဲ့ ဆံရံကချုပ်ထားလိုက်လို့အမိတ်ပေးတက်ကြပါမယ်။တကယ်တော့ဆံရံဆိုတာနန္ဒာတစ်ခုသာဖြစ်ပါလေ။ချုပ်ပြီးဖြစ်စေလို့အမိတ်ပေးလိုက်ရင်လည်းချုပ်ပြီးဖြစ်သွားတာပါပဲ။ဒီလိုနားမလည်နိုင်တဲ့တန်တရာပြည့်ရခြင်းဟာစေပိုင်းအာနာပိုင်းခိုင်းကနအလုံးရဲ့အာနာဇက်ရှုဝတ်ချက်သာဖြစ်ပါရဲ့အဲ့ဒီရှုဝတ်ချက်ကိုဒီကနေ့ကျွန်တော်တော့တချောင်းနဲ့ ဖွဲ့ပေးခဲ့ပါပြီအထက်လမ်းဆရာတွေက စေနဲ့ခိုင်းလိုက်တဲ့အခါကုညီပံ့ပိုးပေးနေတဲ့ပုဂ္ဂိုလ်တွေဟာနတ်လာဝိဇာလာခိုင်းဆောင်လာ စေဆောင်အင်းဆောင်လာစတဲ့ပြက်မေပူကြပင်နဲ့တတိကျကျပြောပြတဲ့ဆရာကနေပါပါနဲ့အစွဲပယောဂကိုချုပ်တာ တုတ်တာဟာဘယ်ပုဂ္ဂိုလ်နတ်ဝိဇာဆောက်ကမှနာပြီးလုတ်ပေးတာမဟုတ်ပါဘူးခမညာ မမိဆရာတို့စောက်ထဲအပ်သောဝိရတိတိလအစွမ်းကြောင့်ဖြစ်လာခြင်းသာဖြစ်ပါ रे ခမဝိရတိတိလဤအစွမ်းဝိရတိတိလဆိုတာတမန်တိလတို့နဲ့မတူထူးကြပါလေလွန်ကျူးစရာနဲ့တိုက်ဆိုင်ကြေကြုံလာရင်ပင်လုံးဝမကျူးလွန်မိတော့ကြိုတင်ပြီးထိမ့်သိမ်းစောက်ခင်းရတဲ့တိလမျိုးဖြစ်ပါတယ်ဥပမာအားဖြင့် ကမ္ဘာပိုင်ရှိလင်းစီမညာကမလိုပဲကျူးလွန်ခွင့်ပေးစေကြမူကျွန်တော်တို့ကမကျူးလွန်မိအောင်ဂျိုတင်ပစ္စာဆိုစောင့်ထိုင်ထားတဲ့အတွက်ညီတို့မြကျူးလွန်မိတော့မှာမဟုတ်ပါဘူးညီတို့ခိုင်မြဲသောတီလာကိုပစ္စာဆိုထားတဲ့အတွက်စေအင်းစမမောပညာတို့ရဲ့အစမ်းနဲ့ပေါင်းလိုက်တဲ့အခါမှာမိဆိုမိယေဆိုယေဆိုတို့လို့ အထူးအာဏာရပြီးစွန့်နေခြင်းဖြစ်ပါလေ။ဆရာတို့မယုံရင်စမ်းကြည့်နိုင်ပါလေ။ဂျိုးပိုင်ကဂျိုးနဲ့တုတ်လိုက်စမ်းလို့အမိတ်မပေးပဲဂျိုးနဲ့တုတ်တကဲတို့ဖြစ်စေလို့မိတ်ပေးကြည့်ပါ။ခြေရောက်မှာနင်းထားလို့မပြောပဲမလို့မရစေနဲ့လို့အမိတ်ပေးကြည့်ပါ။ဆရာတို့ရဲ့အမိတ်အာဏာအတိုင်းဒီပါလိမ့်မယ်ခင်ဗျာ။သို့တော်လည်းမြို့တီရှိရဲ့အမိတ်ကိုသား ေးတင်တဲ့အတွက်ဓမ္မစင်ဩဝါဒအတိုင်းသာဆောင်ရွက်ကြဖို့တိုက်တွန်းပါလေ။လောကီသစ္စာ၄မျိုးလောကီပညာမှာအရေးကြီးတဲ့လောကီသစ္စာ၄မျိုးကိုလည်းဥပ္ပါဒရံကုန်ဆရာတော်ရေးသားတော်မူတဲ့ဇာအုပ်ထဲကနေကောင်းထုတ်ပြီးတင်ပြပေးခြင်းပါလေ။ပညာသစ္စာလူဖြစ်စေဖျာဝတ္ထုဖြစ်စေ နမတရိတ်ခေါ်ဝေါ်ခြင်း တပရတစ္ဆာရှေမင်းတို့လူတန်းပြီးဖြစ်စည်းပါကဘေးတင်ရန်အမျိုးမျိုးကျင်းစုထားသောကျင်းစာဝိရတိတစ္ဆာရောဂဘယတို့ကိုရေစင်တစ်ခွက်ကိုတစ္ဆာပြုခါမြဖြင့်ရောက်ကင်းအောင်ကုသနိုင်ကြရှိတာမမိဆောက်ထိန်လာသောဒီလာဤအစွန်းဝိနိတိပဌာနာတစ္ဆာပါရမီရင့်ကျက်သောအလောင်းတော်များသာအနရေကျုံသော တစ္ဆာပြုခြင်းဖြင့်မိကလွမြောက်ခြင်းမှချက်ဒီလောကီတစ္ဆာ၄ပါးဟာလောကုတ္တရာတစ္ဆာ၄ပါးဖြစ်တဲ့ဒုက္ခတစ္ဆာသမုဒယတစ္ဆာမကတစ္ဆာနိရောဓတစ္ဆာတို့နဲ့မတက်ဆိုင်ပါဘူးခင်ဗျာဒီကုံကြောရရင်အစဲပယောကတွေကို အထက်လန်းဆရာတွေကဖယားငါးစုအမိတ်အထက်ဆရာများအာနာငါးဆရာရဲ့အာနာစသဖြင့်အမိတ်ပေးချုပ်ရမှာ မြေသူကမြလာ၍ချုပ်ခြင်းမဟုတ်ပဲဆရာတို့ရဲ့ဆရာဆရာတို့ရဲ့ဝိရတိပိစအစွမ်းကြောင့်အနာဇတ်နဲ့ချုပ်မိခြင်းသာဖြစ်ကြောင်းတပြည့်များသိစေရန်ရေးသားတင်ပြလိုက်ရပါရဲ့ညာ